အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်ရဲ့စေတနာကိုမြင်အောင်ကြည့်မှမြင်ပါကျွန်တော်စေတနာကိုမြင်အောင်မကြည့်ရင်တော့ကျွန်တော်ကိုဝေဖန်တိုက်ခိုက်ကြလိမ့်မယ်အဲ့တော့ line ပေါ်မှာကျွန်တော်တို့အခုပြန့်နှံ့နေတဲ့ MNDAA ရဲ့စစ်ကောင်စီနဲ့သဘောတူညီမှု ရန်နာလိုက်တဲ့အတွက်နဲ့တော်လံပြည်သူတရက်လုံးအနေနဲ့ဒေါသထွက်ပေါက်ကွဲနေတဲ့ဟာတွေ UNG အစိုးရလူတွေဒေါသထွက်ပေါက်ကွဲနေတဲ့ဟာတွေပေါ့ဗျာမချီမဆန့်ဖြစ်နေတဲ့ဟာတွေအဲ့တော့ဒီဟာမပြောခင်မှာကျွန်တော်တို့ MNDAA နဲ့မဟာမိတ်တွေဖြစ်တဲ့ကျွန်တော်တို့ရခိုင်တိုင်းရင်းသားတို့တချို့သော ဒီဒီမဟာမိတ်တိုင်းရင်းသားတွေရှိရနေလုံးဝအတန်မထွက်လာပဲနဲ့ဒီတော်လန်ရေးထဲမှာ27ရာစုအရေးခင်းတဲ့တူတူပေါ်ထွက်လာတဲ့ NUG နဲ့ NUG ရဲ့ထောက်ခံသူတွေရှိရနေပြီးတော့တန်တွေကကျေလောင်စွာထွက်လာတာတွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ခမားတို့ရှင်းရှင်းလေးတစ်ခုမေးမယ် MNDAA လက်နက်စကိုင်တော့ဒီကောင်တွေသဘုံတွေပါလို့ဘသူတွေပြောခဲ့တာလဲဘသူတွေဒီယာတို့ပေးတာလားဘသူတွေသတ်မှတ်ခဲ့တာလဲခမားတို့တွေပဲအဲ့တော့ကျွန်တော်အစပြောသလိုပဲကျွန်တော်စေတော့မြင်အောင်ကြည့်နော် ဲ့တော့ဗမာတွေပဲအများဆုံးကဗမာတွေပဲမြန်မာနိုင်ငံမှာအများဆုံးလူဦးရေကလည်းဗမာပဲလူဦးရေ32သန်းရှိတယ်အဲ့တော့ MMDA လက်နက်စကင်တော့တဘုံတွေပါလို့သတ်မှတ်ခဲ့တာခမရတို့ပဲ AA လက်နက်စကင်တော့ဓာခဲလေးတဘုံတွေပါလို့သတ်မှတ်ခဲ့တာခမရတို့ပဲကရင်လက်နက်စကင်တော့တဘုံတွေပါလို့သတ်မှတ်ခဲ့တာခမရတို့ပဲအဲ့တော့ခမရတို့ဒီຫນွေဦးတော်လန်ရေးဆိုတာပေါ်ပေါက်လာတဲ့အချိန်မှာတော့လေခမရတို့အခုကြွေးကြော်နေတယ်လို့ Fair Trade Democracy အတွက်ကိုဥထိပ်ပန်လာတာမဟုတ်ဘူး ခမရတို့လက်သုံးချောင်းထောင်ပြီးကြွေးကြော်တော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးဥဝင်းမြင့်လွတ်မြောက်ရေးဒီမိုကရေစီပြန်ရရှိရေးပြည်သူအာဏာပြည်သူပြန်ပေးရေးဆိုတဲ့အချက်တွေနဲ့ပေါ်လာတာအဲ့တော့ခမရတို့အခုပေါက်ပန်း40ပြောနေတယ်လို့ဖက်ဒရယ်ဒီမိုကရေစီကိုကျွန်တော်တို့ကတိုင်းရင်းသားတွေရစေချင်တယ်ဆိုတဲ့ခမရတို့ရဲ့စေတနာအမှန်တွေမဟုတ်ဘူးပြောချင်တာအဲ့တော့ဘသူတွေပဲကျွန်တော်တို့လက်နဲ့ချချဘသူတွေပဲလက်နဲ့မချချဘသူတွေပဲဘာလို့လို့သူတို့တွေပေါ်လာတယ်ဆိုတာက ခင်ဗျားတို့27ရာစုအခုနကကျွန်တော်ပြောတဲ့လက်သုံးချောင်းထောင်ပြီးမဖြစ်ခင်ကတည်းကသူတို့ဟာသူတို့ပြည်နယ်လွတ်မြောက်ရေးအတွက်သူတို့ရဲ့အမျိုးသားလွတ်မြောက်ရေးအတွက်လက်နက်ကင်ဆွဲပြီးတော့ပေါ်လာတာအဲ့လိုပေါ်လာတဲ့အချိန်တုန်းကလည်းခင်ဗျားတို့ဗမာတွေပဲသူတို့ကိုတပုံလို့သတ်မှတ်ခဲ့တာခင်ဗျားတို့မရှက်တမ်းဝင်ခံလိုက်ပါအဲ့တော့အခုလက်ရှိဒီတော်လန်ရေးမှာဘာကြောင့်ဒီလောက်ထိကြာနေရတာလဲခင်ဗျားတို့ဗမာတွေမစည်းရုံးလို့32တန်းကျော်ရှိတယ်ဗျာခင်ဗျားတို့ဗမာတွေရခိုင်လူဦးရေ9တန်း6တန်းပဲရှိမယ်အတိအကျတော့ကျွန်တော်မသိဘူးအဲ့တော့ ကရင်လူဦးရေအလွန်ဆုံးရှိရင်လင်းငါဖမ်းမဲ့ချင်းလူဦးရေအကုန်လုံးပြအားလုံးထဲမှာမှာလူဦးရေအများဆုံးခမရတို့ဗမာတွေ32တန်းတယောက်နဲ့တယောက်မစီယုံမဲ့နဲ့ဟိုလူလက်ညှိုးထိုးဒီလူလက်ညှိုးထိုးနိုင်ငံရေးမှာအချောင်ခိုးလိုက်ချင်တဲ့စိတ်တွေတော်လန်ရေးမှာအချောင်ခိုးလိုက်ချင်တဲ့စိတ်တွေကြောင့်ဒီတော်လန်ရေးကကြာနေတာနောက်တစ်ခုခမရတို့ဗမာတွေကကောင်းဆောင်တယောက်ဖြစ်ပြီဆိုရင်အောက်လက်ငယ်သားကိုပြန်မကြည့်ဘူးသူတို့ရတမျှအိတ်ထဲထည့်ပြီးတော့ ဒီလိုမျိုးအကျင့်ဆိုးပဒိန်ကျင်နေမှလို့ဒီတော်လန်ရေးကကြာနေတာခမရတို့တော်လန်ရေးမှာခေါင်းဆောင်နေပါလေဆိုတော့အန်ယူဂျီအဖွဲ့စည်းကိုကြည့်ဗမာတဦးတည်းတော့ပါတာမဟုတ်ပေမဲ့လေဒီအဓိကဒီအဖွဲ့စည်းကိုဦးစီးထားတာဒီဗမာတွေဖြစ်သည်အဲ့တော့ခမရတို့ပြန်ကြည့်ကြည့်ဒီအခြေအနေမှာဒီတိုင်းရင်းသားတွေကသူတို့ရဲ့သဘောတူညီမှုရရင်နားကောင်းလဲနားနိုင်မယ်မနားကောင်းလဲမနားနိုင်ဘူးအဲ့တော့ဒီနေ့မနက်ဖြန်တကယ်လို့ကျွန်တော်တခြားတပ်ဖွဲ့တွေနားမယ်ဆိုလေခမရတို့ကအပြစ်ထိုင်ပြောနေတဲ့အစင်းကနေလွဲပြီးတော့ဒီထက်ပိုအရေးချင်းမရှိတော့ဘူးလားဗမာတွေ ဒီထက်ပိုအရေးချင်းမရှိနိုင်တော့ဘူးလားဆိုတော့ခင်ဗျားတို့တွေးပါအဲ့တော့ MNDAA လက်နက်စကင်တော့ကကြုတ်အစားနေပြောခဲ့တယ်လို့ပဲဒီ MNDAA ဒီတအောင်းတွေဒီပအိုးတွေဒီဒီတိုင်းရင်းသားတွေကဒပုံတွေပါလို့သတ်မှတ်ခဲ့တာခင်ဗျားတို့ဗမာတွေထိတ်ဆုံးကဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက AA ကိုဓာတ်ခဲလေးပါအမြင့်ပြတ်ခြေမုံပါမယ်လို့ဒပုံလို့သတ်မှတ်ခဲ့တာခင်ဗျားတို့ဗမာတွေထိတ်ဆုံးကအဲ့တော့ကြုတ်ပြောတဲ့စေတနာကိုခင်ဗျားတို့နားလည်အောင်ကြည့်ဒီတော်လန်ရေးကြီးဒီလောက်ထိရေရှင်နေတာခင်ဗျားတို့ဗမာတွေမစည်းယုံလို့ ဒီကြားထဲမှာခမရတို့ကဘာဝရှာကြလဲဆိုတော့လက်ညှိုးထိုးဖို့လူအများတန်းရှာတယ်လက်ညှိုးထိုးဖို့လူရှာတယ်ခမရတို့လက်ညှိုးထိုးအပြစ်တင်မိဝိုင်းရင်ခမရတို့ရဲ့ရင်ထဲမှာခံစားနေရတဲ့တဝက်ပေါ့သွားတယ်တော်လန်ရေးလဲခမရတို့မစင်းစားတော့ဘူးအဲ့လိုလက်ညှိုးထိုးဖို့လူရှာနေတဲ့အချိန်မှာ MNDAA ကနေထွက်ပေါ်လာတဲ့အတွက်နဲ့ခမရတို့အခုလက်ညှိုးတွေဝိုင်းထိုးကြတယ်ဒီအရဟိုလက်ညှိုးထိုးမဲ့အစားငါတို့တွေဒီတော်လန်ရေးကြီးမအောင်နိုင်တာငါတို့ဗမာတွေမစည်းယုံလို့ဒါကိုအမြင်မှန်ရပြီးတော့ခမရတို့စစ်စစ်ယုံယုံနဲ့ဒီစကားစကောအမြင့်ဖက်ခြေမုံလိုက်မယ်ဆိုရင်ဒီတော်လန်ရေးက ဒီနေ့မနက်ဖြန်တပတ်ခါနေအချိန်တိုအသွေးမှကိုပြီးသွားနိုင်တယ်ဆိုတာခင်ဗျားတို့မြင်အောင်ကြည့်ပါအဲ့ဒါကြောင့်အန်ယူဂျီတဲ့ကလူတွေခင်ဗျားတို့ပောက်လို့ပယ်စားအရန်များတယ်ပြည်သူလူတို့ကိုခွန်အားပေးပြီးစီယုံကြီးတစ်ခုကိုဖန်တီးရမယ်ဆိုတာဟိုလူအပြစ်တင်ဒီလူအပြစ်တင်ခင်ဗျားတို့ကိုကြုတ်ပြောပြောဖူးပါတယ်ဒီလိုမျိုးဟိုလူအပြစ်တင်ဒီလူအပြစ်တင်အလောက်လောက်ကတော့ခင်ဗျားတို့အေးစစ်ထိုင်နေကြုတ်တို့လုတ်ပေးမယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ ပြည်သူတွေကိုကိုယ်ရင်ခွင်နဲ့ပါအောင်ဆွဲထည့်ပါအန်ယူဂျီခမရပြည်သူတွေကိုရင်ခွင်နဲ့အနေအဝေးသွားအောင်လုပ်တယ်ဒီဒေါက်တာဇဝေဇဝါဆိုးကိုခမရတို့လွှတ်ထားအောင်မယ်ဆိုရင်ဒီအန်ယူဂျီအဖွဲ့လည်းတော်တော်နာမည်ပြတ်အောင်ပါနောက်တစ်ယောက်ဒေါက်တာဆာဆာပေါက်ကရရီရှောက်ပြောပေါက်ကရရီလှုပ်သိခါဆိုတာသူတို့အတွက်ကအလကားရတဲ့ဟိုရီလိုမျိုးလို့ထင်နေတယ်ဟိုဓာတ်ရဲကြီးမဆိုင်မိမှကျုပ်တို့နဲ့ပတ်သက်နေတဲ့အတွက်နဲ့ကျုပ်တို့ပြောတာကျုပ်တို့တည်းလဲတော်လန်ကြီးတဲ့တော်လန်ပြည်သူတယောက်ဖြစ်တယ်စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့ကျွန်တော်တို့ကျုပ်တို့တော်လန်နေတာအဲ့တော့ အခုနကျွန်တော်ပြောတဲ့စေတနာကိုခင်ဗျားတို့မြင်အောင်ကြည့်ဒီနေ့ဒီအချိန်ဒီအချင်းချင်းမှာခင်ဗျားတို့အချင်းချင်းစီယုံမှုရအောင်ခင်ဗျားတို့အချင်းချင်းခွန်အားတွေပေးပြီးတော့ခင်ဗျားတို့အချင်းချင်းစီယုံပြီးဒီတော်လန်ရေးကိုအောင်အောင်လို့ခင်ဗျားတို့အားလုံးစီယုံပြီးတော့တိုင်းရင်းသားတွေရဲ့လမ်းပြမှုတွေနဲ့ဥဆောင်မှုတွေနဲ့စစ်အာဏာရှင်ကိုကျွန်တော်တို့အမြင့်ပြတ်ချေမှုန်းမယ်ဆိုရင်အချင်းတူတွင်းမှောက်ကိုကျွန်တော်တို့ဒီစစ်အာဏာရှင်ကကြားကိုကြားရှုံးမှာဆိုတာကိုဒီနားနေရဲရဲဝံ့ဝံ့ကျွန်တော်ပြောပြရစေအဲ့တော့အခုလက်ရှိမြေပြင်ပေါ်မှာဖြစ်နေတဲ့မစီယုံမှုတွေ မြေပြင်ပေါ်မှာဖြစ်နေတဲ့တယောက်နဲ့တယောက်သဘောထားလွဲမှုတွေထဲမှာအခုနကကျွန်တော်ပြောတဲ့27ရာစုကနေပေါ်လာတဲ့တော်လန်ရေးသမားတွေပါဆိုတဲ့ခမရတို့ဗမာတွေအများဆုံးဖြစ်တယ်အဲ့တော့ဒါကြောင့်ခမရတို့ဥတီချက်ကိုကိုယ့်အကောခိုင်မာအောင်တိဆောက်ပါခမရတို့ဥတီချက်ကစစ်အာဏာရှင်ကြာရှုံးရေးဆိုရင်စစ်အာဏာရှင်ကိုဥတီပြီးတော့စီစီလုံးလုံးနဲ့တိုက်ပါဒါမှမဟုတ်ရင်မလွတ်မြောက်တဲ့နေရာတွေမှာ မြောက်ကိုရီးယားအုပ်ချုပ်မှုစနစ်နဲ့ခင်ဗျားတို့ကြုံကိုကြုံသွားလိမ့်မယ်